ကျွန်တော်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကျဆွနိုင်ပါရှင်ကျမတို့ channel ကနေနေ့စဉ်ပြည်တွင်ဖြစ်ပေါ်သတင်းများကျွန်တော်ရဲ့သတင်းများနဲ့နောက်ဆက်ရသတင်းများကိုအချိန်နဲ့တပင်းစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင် ရခိုင်ပြည်မှာစွာစာတင်တင်ဆက်ပေးမဲ့တရင်ချောင်းလေးကတော့မြန်မာရုရှားနိုင်ငံအာဂတနီပညာကိုငြင်းချမ်းစွာအုံချရေးပူပေါင်းဆောင်ရွက်ရန်ဆွေးနွေးသွားရဆိုတဲ့တဲ့နေပဲဖြစ်ပါရှင်မြန်မာရုရှားနိုင်ငံအာကာသနေပညာကိုငြိမ်းချမ်းစွာအသုံးချရေးပူပေါင်းဆောင်ရွက်ရန်နာဆကအခွထနိုင်ငံရောဝန်ကြီးချုပ်ပူချုပ်မှုကြီးမေအောင်နိုင်ကနေမတ်စတာရှင်းနေကရုရှားနိုင်ငံဆမာရာမြို့မှာရှိတဲ့ Rukosmo Agata Corporation GFC Projects ဆက်ယုံကိုကြည့်ရှုလေ့လာစဉ်ရုရှားနိုင်ငံရဲ့ State Space Corporation Rogosmo ညွှန်ကြားရေးမှူးချုပ်နဲ့ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ဆာမာရာမြို့မှာရှိတဲ့ Rogosmo Agata Corporation JFC Program ဆက်ယုံတို့ရောက်ရှိလာတဲ့နတ်ဆက်ကဥက္ကဋ္ဌအာရုရှားနိုင်ငံရဲ့ State Space Corporation Rogosmo ညွှန်ကြားရေးမှူးချုပ်ကကြိုဆိုနှုတ်ဆက်ခဲ့ပြီးရအောင်။ ၎င်းတို့နှစ်ဦးဟာနိုင်ငံခြားမှာအကာသနည်းပညာကိုငြိမ်းချစွာအသုံးချရေးပူပေါင်းဆောင်ရွက်သောမဲ့ကိစ္စများမြန်မာနိုင်ငံအနေဖြင့်နိုင်ငံရဲ့ပြည်သူတွေအကြွယ်အကျိုးရှိမဲ့ဂျူတုလူတင်ရေးကိစ္စရဆင်ရကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည် ထို့ပြင်အာဂါသနီပညာတင်တန်းများတက်ရောက်နိုင်ရန်မြန်မာနိုင်ငံမှာပညာတော်တင်များပုံမှုဆွေးနွေးနိုင်ရေးမြန်မာနိုင်ငံနဲ့ဆမာရီယာမြို့တို့ကြားမှာပူပေါင်းဆောင်ရွက်မှုနဲ့ချစ်ချင်းရင်းနှီးမှုများတိုးတက်ဆောင်ရွက်သွားရင်လည်းတခြားပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကိုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ ထို့နောက် NASA ကအဝတ်ထားရုရှားနိုင်ငံ State Space Corporation Roscosmos ညွှန်ကြားမှုချုပ်နဲ့တာဝန်ရှိသူများက State Space Corporation မှဂျူတူများအားအသုံးပြု၍တောက်ပွား BNDM များစောင့်ကြည့်ခြင်းစက်ပြေးရေးလုပ်ငန်းများတိုးတက်ရေးတုတေသနာပြုဆောင်ရွက်နိုင်မှုများတောက်ပွားပတ်ဝန်းကျင်ထိုက်တင်ဆောင်ရွက်လုပ်ငန်းများဆောင်ရွက်နိုင်မှုတို့ကိုရှင်းလင်းသိပ်ပြခဲ့ကြကြောင်းသိရှိရပါသည်။ ချိုတုဂျိုတုတပ်ပုံရိုက်ကူရင်နဲ့ဂျိုတုဆက်တွေ့ရေးဆိုင်ရာများဂျိုတုလွတ်တင်မှုဆိုင်ရာများဒုပြန်တက်ဆင်းထုတ်လုပ်မှုဆိုင်ရာများအာဂတစခန်တည်ဆောက်မှုဆိုင်ရာများနဲ့မြန်မာနိုင်ငံတွင်အာဂတပြတိုက်အစင်းမြင့်တင်ပြီးတော့ဖွင့်လှစ်နိုင်ရဲ့အတွေ့ရုရှားနိုင်ငံမှာကုညီဆောင်ရွက်ပေးမှုရှိနေမှုတို့ကိုလည်းရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရှိရပါသည် ထို့နောက်နာဆာကဥက္ကဋ္ဌကနေ Rocosmo Agata Corporation JFC Program ဆက်ရုပ်အတွင်မှာဂျိုတုများတဆင့်ထုတ်လုပ်မှုနဲ့ဒုံပြန်ထုတ်လုပ်မှုများအားလက်လက်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။ နာဇာကာအုတ်တာနဲ့အစစ်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များဆာမာရီယာမြို့အပီပီဆိုင်ရာလေးစိတ်ကန်နဲ့ပြန်လည်ချက်ခွာခဲ့ပြီးမတ်လ10ရက်နေ့ညပိုင်းတွင် နိုဗာစီမြို့မှာတာမာရှဲဗီလေးစိတ်တို့ရောက်ရှိခဲ့ရာတွင်နိုဘိုစီဗီဒေတာအစိုးရအဖွဲ့အကြီးအကဲမြန်မာကောင်စစ်ဝန်ချုပ်နဲ့တာဝန်ရှိသူများကဂုံပြုတပ်ဖွဲ့ဖြင့်ကြိုဆိုနှုတ်ခတ်စကြကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ရန်ကုန်မန္တလေးကားလမ်းဟောင်းမှာရှိတဲ့စစ်တရဲကင်စကန်ကိုတိုက်ခိုက်ရှင်းလင်းမှုမှာစစ်ကောင်စစ်ဘက်ကနေငှားဥသိဆုတ်ခဲ့ပြီးလက်နက်ချောင်းနဲ့ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ပုဂိုရိုင်းတောင်ခုခရိုင်ရန်ကုန်မန္တလေးကားလမ်းဟောင်းရှိစစ်တရဲကင်စကန်နဲ့ကိုတိုက်ခိုက်ရှင်းလင်းခဲ့ရပြီးစစ်ကောင်စစ်ဘက်ကနေငှားဥသိဆုတ်ခဲ့ပြီးလက်နက်ချောင်းနဲ့ရရှိခဲ့ကြောင်းတော်လိုင်းရင်သတင်းရမြက်ကရန်ကုန်ခေတ္တသတင်းဌာနထပ်ပြောဆိုထားဖြစ်ပါရှင်။ ယနေ့မတ်လ9ရက်နေ့နဲ့4နိုင်30မိနစ်အချိန်မှာပဲခူးတိုင်းတောင်ဝခရိုင်ကျွဲပွဲမြို့နယ်ညောင်ချေတောင်မြို့အကြားမှာရန်ကုန်မန္တလေးကားလန်အနီးရှိကြောက်တန်ကျင်းရွာရှိစစ်တပ်ကင်စကန်ကိုပြစ်တုကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနဲ့ဗျူဟာ23တပ်ရင်3500နဲ့အော်တွင်ပကတ်ပကဖတ်တိုက်ခရေးတပ်ဖွဲ့တို့ကပူပောင်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းထို့သောတက်ခတ်မှုအတွင်မှာစစ်ကောင်စီဘက်ကနေငါးဦးတည်ဆုံခဲ့ပြီးလက်နက်6လက်သိမ်းစရာရှိခဲ့ကြောင်းသိရှိရပါတယ် ထို့ပြင်တိုက်ပွဲအတွင်းတော်လိုင်းရဲတပ်ဖွဲ့များဖက်ကနေရဲဘော်တူချရှုပ်ခဲ့ပြီးစကောင်းစစ်ဖက်ကနေတိုက်စင်းရရှိခဲ့တဲ့လက်နက်များတွင် MA1 နဲ့လက် G3 နဲ့လက် MA11 နဲ့လက် G ပေါင်း12ခုနဲ့ G3 ကျ200တောင်း၅တောင်းမှ56ကျ200တောင်းတိုက်စင်းရရှိခဲ့ကြောင်းသိရှိရပါသည် ပြည်သူ့ကာကွယ်ရေးချက်မတော်စစ်စင်ရဲ့နေမြင့်နဲ့စစ်စင်ရဲ့ရင်မူတင်ဦးကလည်းတောင်ဟုန်ခရိုင်ကျွဲပွဲမြို့နယ်ညောင်ချေတော်မြို့အကြားရန်ကုန်မန္တလေးကာလန်အနီကြောက်တန်ကျေးရွာရှိစစ်တပ်စခန်းကင်းစခန်းကိုယနေ့နေ့ပိုင်းတိုက်ခိုက်ရှင်းလင်းလိုက်ခဲ့ကြောင်းရန်ကုန်ခေတ္တတွင်တင်ထဏာတို့ပြောဆိုထားပြပါရယ် ဆက်လက်ပြီးတော့နိုင်ငံတော်မှာစစ်ကောင်စီရဲ့တရင်ဌာနချုပ်တရနယ်94ကိုကိုတော်နိုင်ရင်အောင်စုကထိန်းချုပ်ထားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စစ်အာဏာသိမ်းခဲ့တဲ့2022ခုနှစ်ကနေလက်ရှိ2025ခုနှစ်ဖေဖော်ဝါရီလအထိလင်းနှစ်တအတွင်းမှာပဲနိုင်ငံတော်ကစစ်ကောင်စီရဲ့တရင်ဌာနချုပ်ပေါင်း194ခုထပ်မံတဲ့ကိုတော်နိုင်ရင်တရင်အစုကသိမ်းပိုက်ထားလို့မြန်မာမဟာဗျူဟာနဲ့ မူဝါဒလည်လာရေး Institute ကနေထုတ်ပြန်ချာပြပါရယ်စကောင်းစီဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်တရင်ဌာနချုပ်ရာနေချီတိတ်ပိုက်ခန့်ချာပြပါရယ် အများစုဟာတစ်တုံညာနေခွန်ဆစ်စည်ရဲ့အတွင်ဆုံးရှုံးခဲ့တာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော်လိုင်းရင်အစုတွေကအဓိကအထိန်ချုပ်ထားရတဲ့ဖြစ်ပါရယ်။တိုင်းရင်းဌာနချုပ်တွေတိမ်ပိုင်ရရှိထားမှုမှာရှမ်းမြောက်ရခိုင်နဲ့ကချင်ပြည်နယ်ဒေသတွေမှာအများစုဖြစ်ပြီးစကောင်းစီအာနာသိမ့်ပြည့်နောက်ပိုင်းမှာစကောင်းစီဟာခုခံစွမ်းအားလုံးဝမရှိတာတွေကိုပြသရရောက်တယ်လို့စီးရီးလီလာသူတွေကအဆိုထားဖြစ်ပါရယ်။ စကောင်းစင်းရဲ့အမေပေကုကံမှုဌာနချုပ်တွင်ချင်းမြတ်တရင်တွင်လက်ယုံတက်အကူတက်ရင်တွင်လည်း Nature Status Scan တွေကိုအဓိကအစိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ဆိုထားဖြစ်ပါရယ်။သိပတ်ခံရတဲ့ Task Scan တွေထဲမှာစစ်တိုင်းဌာနချုပ်၂ခုအမေပေကုကံမှုဌာနချုပ်ပေါင်း၁၂ခုထပ်မံနဲ့ချင်းလင်းတက်ရင်၃၈ခုထပ်မံနဲ့ချင်းမြတ်တရင်၅၀ခုထပ်မံနဲ့ပါဝင်ကြောင်း ISP မြန်မာရဲ့စီရင်ခန်းစာတွေဖော်ပြထားဖြစ်ပါရယ်။တစ်ဆက်ချင်မှာပဲစကောင်းစီရဲ့နေကြာဆော့တက်စကန်ခုနှစ်ခုချက်မနဲ့လက်ယုံတရင်39ခု 39ခုထက်မနည်းနဲ့လက်ရုပ်အကူတရင်25ခုထက်မနည်းကိုလည်းတော်နေရင်အာဆူရီကတိမ့်ပိုက်ထိန်းချုပ်ထားနိုင်လို့ဆိုထားဖြစ်ပါရယ်။ဆက်လက်ပြီးတော့နာဆကာအုပ်ချုပ်ဘုံမှုကြီးမဲလိုင်းဟာရုရှားနိုင်ငံနဲ့ဘဲလာရစ်နိုင်ငံတို့ကလည်းနိုင်ငံတော်ဆစ်ကြည်ကြီးခရီးစဉ်များအားလုံးပြီးဆိုရင်မြန်မာနိုင်ငံတို့ပြန်လည်ထွက်ခွာနေပြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ထအနိုင်ငံတော် ်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်တမတာနိုင်ငံတို့ကနေနိုင်ငံတော်အဆင့်ချစ်ချည်ချင်းချစ်ချည်ရေးခရီးစဉ်ပြီးဆုံးပြီးတော့ယနေ့မတ်လ9ရက်နေ့ဒေတာအစောချိန်နှစ်နဲ့ပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုဗာစီဗီရီမျိုး တာမာရှဲဗာ၄၀ကနေနေပြီးတော့သူပြန်လဲချက်ခွန်လာကြတရှိရပါတယ်။နိုင်ငံတော်စီမံချုပ်ရေးကောင်စီဦးထားနိုင်ငံတော်ဝန်ကြီးချုပ်ဘူချုံမူကြီးမေအောင်လှိုင်ဟာမတ်လ၃ရက်နေ့ကနေမတ်လ၉ရက်နေ့အထိရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုရှ်သမ္မတနိုင်ငံတို့နိုင်ငံတော်အဆင့်အချီကြီးခီးစင်များတွားရောက်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံရေးစီမံချုပ်ရဲ့ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘုချုံမင်းမြောင်းလာဟာရုရှားဖက်ဒရေးရှင်းနိုင်ငံခီးစင်အတွင်းမှာရုရှားနိုင်ငံသမ္မတဝန်ကြီးချုပ်ကာကွယ်ရေးဝန်ကြီးရုရှားလုံခြုံရေးကောင်စီအတွင်းမှာဒူမာလွတ်တော်ဥက္ကဋ္ဌအထက်လွတ်တော်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌစိတ်ပီတာစဘတ်အစိုးရအဖွဲ့အတည်အကဲ State Space Corporation အကတပ် Corporation ရဲ့ညွန်ကြားရေးမှူးချုပ် Nova Civic Brain မြို့ရဲ့အစိုးရအဖွဲ့အကြီးအကဲတို့နဲ့တရားစီတွေ့ဆုံဆွေးနွေးခြင်း မြန်မာရုရှားစီးပွားရေးပုံကတော့တက်ရောက်ခြင်းနာဆာကအုတ်ထားတဲ့ရုရှားနိုင်ငံသမ္မတတို့ဦးဆောင်ရေးနိုင်ငံတော်အဆင့်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းလို့ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ရုရှားကိစ္စအတွင်းမှာမြန်မာရုရှားနှစ်နိုင်ငံအဆိုရနှစ်ရက်အကြာမှာအနွဲ့မြူဆွမ်းအင်ကိုညင်းချန်စွာအတုံးပြရာတွင်နျူကလ িয়ার နဲ့ဒဏ်ရောင်ချီပေးအန္တရာယ်ကင်းရှင်းစီမင်းဥပဒေနဲ့ပယ်နိုင်ပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာအပောင်းဝင်သဘောတူညီချက်များနဲ့နားလည်မှုစာချုပ်လာဆက်ကိုကိုလက်မှတ်အရေးထူလဲတဲ့ခေချောင်းတည်ရပါတယ်။ နိုင်ငံတော်စစ်မှောက်ချုပ်ရေးကောင်စီကိုထားနိုင်ငံတော်ဝန်ကြီးချုပ်ပူချုံမချင်းမြောင်းလိုင်ဟာရုရှားနိုင်ငံကနေတဆင့်ဘယ်လာရုရှားနိုင်ငံသို့မတ်လ6နေ့ကနေမတ်လ10ရက်နေ့အထိနိုင်ငံတော်အဆင့်ချစ်ချစ်ရေးခေစဉ်တွားရောက်ခဲ့ကြောင်းသိရပါဗျ။နာဆာကအောက်ထားပူချုံမချင်းမြောင်းလိုင်ဟာ ဘယ်လာရစ်နိုင်ငံကိစ္စတွင်မှာဘယ်လာရစ်နိုင်ငံသမ္မတဝန်ကြီးချုပ်အမျိုးသားလွတ်တော်ဥက္ကဋ္ဌဂျူဝန်ကြီးချုပ်တို့နဲ့တရားတွေ့ဆုံဆွေးနွေးခဲ့ခြင်းမြန်မာဘယ်လာရစ်စီးပွားရေးပရိုဂရမ်တို့တက်ရောက်ခြင်းနာဆာကဥက္ကဋ္ဌနဲ့ဘယ်လာရစ်သမ္မတတို့ဦးဆောင်ရေးနိုင်ငံတော်အစ်စ်နိုင်ငံဆွေးနွေးပွဲကျင်းပခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ် ခီးစဉ်အတွင်းမှာမြန်မာဘယ်လာရစ်နိုင်ငံအကြားမှာအစိုးရများအကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်နာများအားကစားကဏ္ဍခီးသွွားကဏ္ဍဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေးစာပြေရေးနဲ့အစားအစာ BND ကင်းရှင်ရေးကဏ္ဍများပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်နာများလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်အကြမ်းတက်ဆက်ပင်မုံဂျမဘေကတာနာကိုပြောပါရှင်အာဘိနာဆင်မှုအတွက်အတူပဲကျေးဇူးတင်ရှိပါတယ်ရှင်